ောင်းကြီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ဘောသူတက်ရောက်ပါစေဖျားရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါလေကျွန်တော်ခြေစတော်ကြောင့်2025ခုနှစ်မတ်လ31ရက်နေ့သို့ရောက်ရှိလာပါပြီပို့ဆောင်တော်မူသောဖျားရှင်ကိုခြေစွတင်ပါလေနေ့ရက်စံတိုင်းကြည့်ရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့အဖဖျားခြေစွတင်ပါလေနေ့တိုင်းတက်ွက်တော်နာထောင်တော်သူများအတွက်တိဆောက်ဆရာဖြစ်စေပါယခုညနေမှာလဲကျွန်တော်ပြောခြင်းထက်ကိုရောပြောခြင်းသာဖြစ်စေပါ သခင်ယေရှုနာမအားဖြင့်ဆုတောင်းရက်ဝေငှပါれဖျာအာမင်ဖျာရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါれကျွန်ကောင်းစဉ်တစ်ခုနားထောင်နေပါれအဲ့ဒါကတော့ဗာလေးဆိုတော့ယေရှုခရစ်တော်သခင်ယေရှုခရစ်တော်ကားတိုင်းတော်တက်ဆင်အခါမြင်တွေ့ရသောထူးခြားသည့်ဖြစ်ရက်ရှိခုဟောသခင်ယေရှုခရစ်တော်ကားတိုင်းပေါ်မှာတက်တဲ့အခါမှာမြင်တွေ့ရတဲ့ထူးခြားတဲ့ဖြစ်ရက်ရှိခုကိုကျွန်တော်နားထောင်နေတယ် တော့တရက်ကိုတစ်ခုစီနားထောင်တာဒီကနေ့နှစ်ခုမြောက်ကိုရောက်ပါပြီအဲ့တော့အခုဒီကာလကကားတိုင်းတော်နဲ့ပတ်သက်ပြီးတော့ဆင်ကျင်နေတဲ့ကာလလေးဖြစ်တယ်ညမကြခင်ကျွန်တော် Easter Sunday လာမယ့် April မှာဝင်စားရမှာဖြစ်တယ်ဘုရားသခင်ရှုခရစ်တော်ကားတိုင်းမတက်ခင်မှာရပောင်း40ပြင်ဆင်တဲ့အငန်းတာနဲ့ပတ်သက်ပြီးတော့နှစ်ခွက်တော်နားထောင်နေတဲ့တချို့လဲအစားရှောင်ပြည့်ဝါရင်ကာလမှာဝင်စားလေးရှိတယ် ဘယ်လိုပဲဖြစ်ပါစေချစ်တဲ့စိတ်နဲ့ကားတိုင်းတော်တရားကိုစင်ကြနေတာမင်္ဂလာရှိတယ်။တချို့တဲ့သဘာဝဘေးရန်ကြောင့်ငိုကြွေးပြီးတော့ခံစားကြေကွဲနေရတဲ့သူတွေအတွက်လည်းကျွန်တော်တို့ကဆွတောင်းပေးလျက်ရှိပါတယ်။ဒါကြောင့်လောကကြီးမှာကြေကွဲခြင်းအလုံးကိုနှစ်သိမ့်မှုပေးနိုင်တာသခင်ရှုခရစ်တော်ဖြစ်တယ်။ဒါကြောင့်သခင်ရှုခရစ်တော်ရဲ့ဒီကားတိုင်းမှာမြင်တွေ့ရတဲ့ထူးခြားတဲ့ဖြစ်ရဲ့ရှစ်ခုမှာ ဒါပေမဲ့ဒီပထမဆုံးတစ်ချက်ကပါလဲဆိုတော့တကယ်ရှုခရတော်ကားတိုင်းတက်တဲ့ကဒီသင်္ချိုင်းတွင်းမှာရှိတဲ့ဂူတွေပွင့်ထွက်သွားတယ်။မသက်ခန်းကြီးနဲ့ဆက်ခွန်အငယ်92ကိုဖိုင်တွေ့ရတယ်။ဒါကျွန်တော်များကြီးရှင်းပြခဲ့တယ်။အော်နားလည်အောင်ပြောရင်တော့တကယ်ရှုခရတော်ကတည်ခြင်းမြင့်ဆုံးမှန်ကိုအောင်မြင်တဲ့အရှင်ဖြစ်တယ်။လောကကြီးမှာလူတိုင်းသိရမယ်။သို့တော်ညာလေဒီတည်ခြင်းကနေအောင်မြင်ဖို့ဆိုတာကလူရဲကိစ္စတော့မဟုတ်ပါဘူး။ ဒါပေမဲ့သမချမ်းစာရောမြတ်မှာတော့အခိရှုခရစ်တော်ဟာသေခြင်းမြင့်စုမှန်ကိုအောင်မြင်ပြီးသူကသုံးရမြောက်သောနေ့မှာထမြောက်ခဲ့တယ်။နောက်သူကိုယ်တိုင်သေခြင်းတရားကိုသူအောင်မြင်တဲ့အကြောင်းတခြားသူကိုလည်းတည်တာကရှင်အောင်သူလုတ်ပြီးနိုင်တာဖြစ်တယ်။သမချမ်းစာထဲမှာလာဇရုဆိုရင်တည်သွားတာ၄ရက်ရှိပြီ။ဒါပေမဲ့လာဇရုကိုပြန်ရှင်အောင်သူခိရှုလုတ်ပြီးခဲ့တယ်။မုတ်ဆိုးမရဲ့သားတည်တာ၃ရက်ရှိပြီ။ဒါပေမဲ့သူခိရှုရှင်အောင်လုတ်ပြီးခဲ့တယ်။ ။ယာအီးကျူးရဲ့တမီလေးအသက်၁၂နှစ်တမီလေးသေတာပူပူနွေးနွေးလေးဒါပေမဲ့အသက်ရှင်အောင်လုပ်ပေးခဲ့တယ်။ဟောနားနေအောင်ပြောရင်တော့ကျွန်တော်ဘဝမှာဆုံရှုံပြီးတော့တည်ဆုံးမှုလိုမျိုးပျောက်ဆုံးသွားတဲ့အရာတွေကိုပြန်ပြီးရအောင်လေဖခင်ကလုပ်နိုင်တယ်ဆိုတော့တွေ့ရတယ်။ဒါခါလေးမိသားစုမှာပျောက်ဆုံးသွားတဲ့အရာတွေပြန်ပြန်ပြီးမရနိုင်တဲ့အရာတွေကိုပြန်ပြီးရစေနိုင်တာတခေရှုဖြစ်တယ် ဒါကြောင့်ခုတကီရုခရာပိုင်းတက်တဲ့အခါမှာလေဒီသင်းချိုင်းကူတွေပွင့်ထွက်တယ်။အော်နောက်နေအောင်ပြောရင်တော့ဂူဆိုရာကတော့ပိတ်ထားတဲ့အရာဖွင့်လို့မရ။ counter လားဆိုတော့ပိတ်ပြီးပြန်မဖွင့်ပါဘူး။သူတို့ညာလေတခီရှုကတေခြင်းမြင်းစုမှန်ကိုအောင်မြင်တဲ့အခါမှာတခီရှုအားဖြင့်ပိတ်ဆို့တဲ့အရာအလုံးပြန်လေပွင့်ထွက်လာတယ်။ဗာဒီကရင်ချရီရဲ့သက်တာမှာလေပိတ်နေတဲ့အရာတွေရှိပါတတ်ပါလေ။ဘလို့မှဖွင့်လို့မရဘူး။လူလည်းဖွင့်လို့မရဘူး။ခြားအရာလည်းဖွင့်လို့မရဘူး။အဲ့ဖွင့်လို့မရတဲ့အရာတွေအလုံးဟာ သခင်ရှုအားဖြင့်ပွင့်ထွက်ခြင်းဖြစ်နိုင်တယ်ဆိုတာကိုဒါသင်္ချိုင်းဂူရီရဲ့ပွင့်လင်ခြင်းအားဖြင့်သတ်တွေ့ရတာဖြစ်တယ်။ဒါကျွန်တော်လက်ရပတ်တောက်ချာနေညနေကကျွန်တော်အများကြီးရှင်းပြခဲ့ပါပြီ။ဒါသိအိမ်မှာပိတ်ဆို့ပြီးတော့ပွင့်လို့မရတဲ့ကိစ္စအားလုံးကသခင်ရှုအားဖြင့်ယုံကြည်ခြင်းအားဖြင့်သခင်ရှုခရစ်တော်ရဲ့ကားတိုင်းတော်အားဖြင့်တကူတော်အားဖြင့်ပွင့်ထွက်ခြင်းရှိတယ်ဆိုတာကိုဒါနံပါတ်1ဆင်ခြင်မှုဖြစ်ပါတယ်။နံပါတ်2ကတော့ယောမတတ်မှုဤဝန်ခံခြင်း ။ဟောတကယ်ရှုခရတော်ကားတိုင်းပေါ်တက်တဲ့အခါမှာတကယ်ရှုကိုဒီယောမတမှုကကားတိုင်းတင်ပြီးတဲ့အခါမှာဟာတကယ်ရှုကဘုရားသားပဲလို့သူဝန်ခံတော်တယ်။ကဲဘာလို့ကြည့်ပြီးသူဝန်ခံတာလဲ။မသက်ခန်းကြီး29အငွေ54ကျော်ဖတ်ကြည့်ကြနဲ့။ယေရှုကိုစောင့်တော်တမှုမှဆက်ပြီးစစ်သူရဲတို့ဒီမြေကြီးလှုပ်ချင်းစသည်တို့ကိုမြင်လေ။အလွန်ထိတ်လန့်၍စင်စစ်ဤသူသည်ဖျားသိကြီးသားတော်မှန်ပြီဤဟုဆိုကြ၏ ော့ဒီမှာပတ်သက်ပြရလဲဆိုတခိရှုခရတော်ကာလိုင်းတက်တဲ့ခါတခိရှုတကယ်တော့ယောမအာနာပိုင်းနေအရာရှိတဲ့ဤပေါ့နော်ပြောချင်တာတာဝန်ရှိတဲ့သူတွေကတခိရှုကိုသူတို့ကမတရားသူကာလိုင်းတင်လိုက်တာတကယ်တခိရှုမှပြစ်မရှိဒါပေမဲ့အပြစ်မရှိတဲ့သူကိုသူတို့ကကာလိုင်းတင်လိုက်တဲ့အခါမှာတခိရှုအပြစ်မရှိဘူးဆိုတော့လည်းသူတို့သိတယ်တောင်ပြီးလမင်းကဘာပြောလဲဆိုတော့ ူဒီအရာမှမပါဘူးသူလက်ဆေးတယ်တော့။ဘောင်းလို့ဆိုသခင်ရှုဟာဘာပြမှမရှိဘူး။အကြီးအပြစ်မရှိတဲ့သခင်ရှုကားလိုက်တယ်ဒါမတရားလုပ်တာဖြစ်သွားမယ်။အဲ့မတရားလုပ်လိုက်တာနဲ့တခုခုဖြစ်သွားမှာ။အဲ့တော့ပြိလမင်းသိတယ်။တောင်ပြိလမင်းသူလက်စေးတာသူဒီအမှုမစစ်ရတော့။ဒါပေမဲ့ဂျူးလူမျိုးတွေဟာတကယ်ရှုကားလိုက်တယ်မတယ်မဆိုတော့နောက်ဆုံးတင်လိုက်တယ်။ပြိပြိလမင်းကမေးတယ် အဖြစ်မရှိတဲ့သူကားတိုင်းတင်တဲ့အကြောင်းနဲ့မင်းတို့ဒုက္ခရောက်မယ်နော်တဲ့အဲ့ဒီမှာဂျူးတွေကလည်းပြောတယ်အဖြစ်မရှိတဲ့သခင်ရှုကားတိုင်းတင်တဲ့အကြောင်းနဲ့အဲ့ဒုက္ခရောက်နိုင်နေဆိုတဲ့အရာတွေအလုံးငါတို့သားစဉ်မြေဆက်ကောင်းပေါ်ရောက်ပါစေတဲ့သူတို့လို့သပြောလိုက်ပြောလိုက်တဲ့အခါမှာကျွန်တော်1930နဲ့40ကျော်မှာဟစ်တလာကဂျူးလူမျိုးပေါင်းများစွာကိုမတရားသူတပ်ဖြတ်ခဲ့ ။ဘောင်းလဲဆိုဂျူရီကသခင်ရှုသူတို့မတရားကားတိုင်းတင်လိုက်တာ။ပြီးသူတို့ဘာပြောလဲသူတို့ရဲ့သားစဉ်မြင်းဆက်ရိတ်သိမ်းရပါစီလို့သူပြောလိုက်တဲ့စကားဟစ်တလာလက်ထက်မှာသွားပြီးပြေဆုံး။အော်ဒီမတရားလုပ်ချင်းရဲ့နောက်ကိုယ်မှာသူပြန်လဲရိတ်သိမ်းရဂျူရီပြန်ရိတ်သိမ်းရ။ပေါ်သခင်ရှုသူတို့မတရားလုပ်လိုက်တာ။အခုလေဒီယောမတမူးကသခင်ရှုကားလိုက်မှာတက်တဲ့အခါမှာသခင်ရှုကားလိုက်ပေါ်မှာတက်တော်ဆွန့်တဲ့အချိန်မှာမြေကြီးလှုပ်တယ် ဘိမှန်တော့ကလကကြီးကွဲထုတ်တော်တယ်။ဟာသူအောင်ဟောပါသူလမ်းမော်တယ်။ဟာတန်ငါတို့မတရားလုပ်မိတာပဲ။ဒီလိုမတရားလုပ်မိတဲ့ကြောင့်ဒီလိုကြီးဖြစ်သွားတာပဲ။သူဆိုရင်ထိတ်လန့်ပြီးနောက်ဆုံးသခင်ရှုသူကြီးဟာတာဤသူကဖျားသားပဲ။နောက်ဆုံးသူဝန်ခံတော်တယ်။အော်ဒီယောမတမူရဲ့အသက်တာကိုပြန်လေ့လာတဲ့အခါယောမတမူဆိုတာကသူနဲ့ပတ်သက်ပြီးအခြေခံချက်၄ချက်သိရမှာဖြစ်တယ်။ နံပါတ်1ဘရန်ချက်ကဘာလဲဆိုတော့သူယောမလူမျိုးဖြစ်တယ်။နံပါတ်2ဒုတိယချက်ကတော့ဘာလဲဆိုတော့သူကစီဇာရဲ့အောက်မှာအလုပ်လုပ်ပါတယ်။ယောမဘရင်စီဇာအဲ့စီဇာအောက်မှာသူအလုပ်လုပ်နေရတာ။နံပါတ်3ဒုတိယချက်ကဘာလဲဆိုတော့သူကအပိုလိုနှစ်ဖယောင်းကိုကူးကွယ်တယ်။ယောမလူမျိုးတွေကသူတို့ကူးကွယ်တာနှစ်ဖယောင်းကိုကူးကွယ်အပိုလိုနှစ်ဖယောင်း။ဒီယောမတမုန်လည်းသူအဲ့ဒါပဲကူးကွယ်တာ။ ။နံပါတ်၄ရုပ်တရက်ချက်ကပါလဲဆိုစီဇာရဲ့အမိန်နဲ့သူကနေစဉ်သူဝဒီကားတိုင်းမှာလူပေါင်းများစွာကိုတင်ပြီးတော့တတ်ပေးရတာ။နားမအောင်ပြောတော့သူရဲ့လုပ်ရက်ကဘာမှတော့မကောင်းအဆင်မပြေတဲ့လုပ်ရက်သူလုပ်ရက်မကောင်းဆိုတော့သူသိတယ်။ဒါပေမဲ့ဒီစီဇာရဲ့အမိန်ကိုလည်းသူကနာခံနေရတယ်။သူ့ကိုယ်သူလည်းပြစ်သားမှန်းသူနားလေတယ်။ဒါပေမဲ့သခင်ရှုကိုတွေ့တဲ့အခါကျတော့ သခင်ယေရှုကိုကားတိုင်းတင်တဲ့နေ့မှာဒါ ड़ी ဖြစ်ပါလားသူတခါမကြုံဘူးတာကြုံอ่ะမမြင်ဘူးတာမြင်ရတယ်ဒါတမ်းမှာမဟုတ်ဘူးဒါဖះသားပဲဟိုဒီဟုတ်ကြည့်ခြင်းအဖြစ်ယောမတမူးကသူနေပေါင်းများစွာဒီကားတိုင်းပေါ်မှာလူပေါင်းများစွာသူတင်ခဲ့တယ်ဒါပေမဲ့အဲ့တင်ခဲ့တဲ့အရာတွေကသူ့အတွက်သမင်းစားရေတော့ပဲသူလုံနေကြပဲဒါပေမဲ့ဒီနေ့သခင်ယေရှုတင်လိုက်တဲ့အချိန်မှာဖြစ်လာတဲ့အရာဘာနဲ့မှမတူတဲ့အရာမျိုးသွားတွေ့ရတယ် န်သူ့တို့အအောင်ဆရာသိကောင်းတယ်တောင်းတကိနေကျွန်တော်ရဲ့သက်တာပါလေတခေရှုနဲ့တို့ထိတဲ့သူမှာအအောင်ဆရာဘာနဲ့မှမတူတဲ့ထူးခြားမှုတွေရှိတယ်ဘာနဲ့မှမတူတဲ့တုံ့ပြန်မှုတွေခံစားရတယ်ဘယ်သူအဖြစ်လဲတခေရှုအဖြစ်ဖြစ်တယ်တောင်းတကိနေလေကားလိုက်တော်တရားကိုဆင်ကျင်နေတဲ့ချက်တော်ညီကိုမောင်မမများအားပေးခြင်းတယ်ဒီကားလိုက်တော်အားဖြင့်ကျွန်တော်တို့မှာလေအဆက်ဆက်ရရထိုးဖရားရဲ့တာဝန်ယူခြင်းရှိပါတယ် ဒါကြောင့်ဒီကားရိုက်ကောင်းမှာရှိတဲ့သခင်ယေရှုကိုလုံးဝနဲ့နှစ်ထောင်ကျော်ကယောမဒီကမတရားသူတို့ကားရိုက်တင်လိုက်တဲ့အခါမှာဒီသခင်ယေရှုအဖြစ်သူတို့မြင်တွေ့ရတဲ့အရာတွေကတာမန်နဲ့မတူကလကကွဲတယ်မြေကြီးလှုပ်တယ်တင်းတိုင်းတွေပွန့်ထွက်တယ်အဲ့ဒီမှာယောမတမူးကကြည့်ဟာဤသူကဘုရားသားပဲကျမ်းစာမှာပြောတယ်သခင်ယေရှုခရစ်တော်ဘုရားရဲ့သားလို့ဝန်ခံတော်သူဟာ ာဝရသက်ရတယ်။တပ်ဒီယောမတမူကသူလုံနေတဲ့အရာတွေကတော့ဆိုးရွားတဲ့အရာတွေလုတ်ပြီးမဲ့သူ့ကိုယ်သူအပြစ်သားသခင်ရှုဟာဘုရားသားသခင်ရှုဟာဖြစ်မဲ့သူ့တတ်တာမှာထူးခြားမှုရနိုင်တယ်။ဒါကြောင့်သခင်ရှုဟာဘုရားသားပဲ။သခင်ရှုနဲ့ပတ်သက်ပြီးထူးခြားမှုသူ့အထင်းမှာခံစားရတဲ့အရာကိုသူကနှုတ်နဲ့ဝန်ခံတဲ့အခါမှာသူသာဝရသက်ခံစားရတယ်။ ဒေါက်တာကင်းချက်တော်ညီကောင်မောင်မများလောကကြီးမှာအသက်ရှင်တဲ့အခါဘဝမှာတကယ်လို့မထူးကြတဲ့အပြင်ပူဆိုးသွားတဲ့နေရက်တွေလည်းဖြစ်ပန်းရတယ်။အဲဒီအချိန်မှာကျွန်တော်ရဲ့နှုတ်ကနေသခင်ယေရှုအဖြစ်ထူးခြားမှုဖြစ်မယ်လို့ဝန်ခံတာကတကယ်ထူးခြားမှု ဖြစ်စေ။ဒေါက်တာယောမတမှုနောက်ဆုံးကေတင်ချင်းခံစားရတယ်။ဘာကြောင့်လဲသခင်ယေရှုဖိအားသားလို့သူဝန်ခံသွားလို့။ဒေါက်တာယေရှုကားတိုင်းတက်တဲ့အခါလူနေရောက်ထာဝရသက်ရတော့တယ်။အဲ့ဒါပါလေဆိုတော့ကားတိုင်းတစ်ပတ်တစ်ချက်မှာလူစုကြီးနှစ်ယောက်မှာသခင်ယေရှုသခင်လို့ဝန်ခံတယ်။ လူဆိုကြီးအပြစ်ကလွတ်မြောက်ပြီးသာရတတ်ရတယ်။နောက်ယောမတမှုသခင်ရှုဖျားသားလို့ဝန်ခံတဲ့အခါမှာအပြစ်ကလွတ်မြောက်ခြင်းတဲ့ကွာသာရတတ်ရတယ်။ဟောဒီကနေ့သဘောမှာမလွတ်မြောက်နိုင်တဲ့အရာတွေအားလုံးကိုလွတ်မြောက်ခြင်းပေးနိုင်တာဘုရားလေသခင်ရှုပဲ။တောင်းဒီကနေ့ချက်တော်ညီကိုမောင်တော်များသခင်ရှုစိတ်စိတ်ကြည့်တော်သူရဲ့အသက်တာမှာ အချားနဲ့မတူတဲ့ငြိမ်သက်ခြင်းရတယ်။အချားနဲ့မတူတဲ့စိတ်သက်သာခြင်းရှိတယ်။အချားနဲ့မတူတဲ့ဝမ်းမြောက်ခြင်းတော့သူဝမ်းလာတယ်။ 你看你如果伊嘛就是想想多嘞，压力有产生不正规的，特别是去修路边那一点路拥挤了，拥挤人，那咋么变样？但我们今天去修呢，去到尼古妈妈那边，他妈自己个子呢，小，你现在去修，妈咪啊，设置设置几吧？偷偷去修，他奶奶路往看吧，偷偷去修，阿片，那么有钱洗脸路，那龙丹呢，追着啊，土香个。 တင့်ကိုထိုသက်သေပြီးမှဖြစ်တယ်။ဒါကြောင့်ယောမတမူကအဲ့ဒီသက်သေရတယ်။နောက်ကျတော့မှတမသက်ကျမ်းထဲမှာထင်ရှားတဲ့တမူ၃ယောက်ရှိတယ်။နောက်တစ်ကကပီနောင်မျိုးကတမူ။အဲ့တော့မသက်ကန်ကြီးရှစ်အငငါကနေ၁၃ထိဖိုင်းတွေ့ရမယ်။သူငယ်သားလေးဖျားလို့တကယ်ရှုရှိလာတယ်။တကယ်ရှုကလိုက်လာမယ်ဆိုမလာနဲ့တဲ့။ဒီကနေတခွန်းနဲ့ပြောငယ်သားပျောက်သွားမှာလေ။တကယ်ရှုကအဲ့ယောမတကပီနောင်မျိုးရဲ့တမူကိုကြည့်ပြီးဟာအံ့ဩသွားတယ်သူယုံကြည်ခြင်း။နောက်ဆုံးတကယ်ပဲတကယ်ရှုကသူတောင်းဆိုတဲ့အတိုင်းလှုပ်ပြီးလိုက်တယ်တကယ်ရတော့တယ်။ နောက်ဒုတိယတမူကတော့ဦးအခေရှုဖျားသားလို့ဝန်ခံတဲ့ယောမတမူတကယ်သူဘောမှာနေ့တိုင်းဟိုအနှိတ်ထာယုံတွေကိုမြင်နေရတာမတရားမှုတွေနဲ့သူဖျက်သားနေရတာတဲ့သခင်ယေရှုအဖေသူလွမြောက်ခြင်းပြန်ရတော့တကယ်နေ့တိုင်းသူကလူများစွာရဲ့မိတွန်တောက်ပြီးခြင်းနဲ့သူဖျက်သားနေရတာတဲ့သခင်ယေရှုအဖေသူလွမြောက်ခြင်းရတော့ဟောဒီနေ့ကျွေးသက်တာမှာမလွမြောက်တဲ့အရာတွေအားလုံးကသခင်ယေရှုအဖေလွမြောက်ခြင်းပြန်ရတယ်ဆိုတော့တွေ့ရတယ် နောက်တတိယတမှုကတော့ဘာလို့လဲဆိုတော့တမှုကောနေလိတမနုပုဒ်ခန်းကြီးတက်ဆယ်တခန်းလုံးဖိုင်တွေ့ရမယ်ကေသရီမြို့မှာအီတလီတက်ကိုအုပ်ချုပ်တဲ့တမှုကောနေလိနေတိုင်းသူ့အိမ်မှာဖျက်ရှိုးတယ်သူ့ရဲ့ဖျက်ရှိုးခြင်းသူ့ရဲ့ပီကန်ခြင်းသူ့ရဲ့ဆူတောင်းခြင်းကောင်းရင်ကိုတက်တယ်တောင်ဖျက်ကကောင်းရင်တမန်လှုပ်ပြီးသူ့အိမ်ကိုကောင်းကြီးလာပေးတယ်ပေထရုကိုခေါ်ပြီးကောင်းကြီးပေးရတယ်တမနုကြီးရှင်ပေထရုဟောဒီရောက်ချိန်ချိန်မှာတမသက်ချမ်းမှာတွေ့ရတယ်တမှု၃ယောက်လုံးကထူးခြားတယ်ဆိုတော့တွေ့ရတယ်ကပင်တော်မြို့တမှုကြောင့်ယုံကြည်ခြင်းသိအားကောင်းတယ် အခုကျွန်တော်လေ့လာတဲ့ယောမတတ်မှုကြတော့ကဲတင်းချင်းစိတ်ချမှုရတယ်။တခိရှုဘုရားသားလို့သူဝန်ခံလိုက်လို့တတ်တာချင်းငြိမ်သက်ခြင်းရတယ်။တတိယကောနေလေးတမှုကောနေလေးကြတော့နိစဉ်ဘုရားရှိကိုကောင်းတဲ့အရာသူတတ်စီဒီလောကကြီးမှာပုံဆက်မှုတွေတတ်နေတဲ့ချိန်မှာကျွန်တော်တို့အိမ်ကနေဘုရားသခင်ကိုဆုတောင်းခြင်းချီးမွမ်းခြင်းပေးကမ်းခြင်းနှုတ်ကပတ်တော်နဲ့အသက်ရှင်ခြင်းတွေတတ်ရင်သစ်အိမ်ကိုကောင်းတဲ့နေရာမှာရောက်လာမှာဖြစ်တယ်။သစ်အိမ်ကိုလာနိုင်တဲ့အန္တရာယ်တွေဖျက်ရှင်ကွက်ကနိုင်တာဖြစ်တယ်။ ။နောက်တစ်ခဏချက်တော်ညီကောင်မောင်မဆူရတဲ့နေ့ရက်ဒီကျွန်တော်ဖြတ်သန်းရပြီမိ။ကောင်းမြတ်တဲ့သခင်ရှုဖရားနဲ့ကျွန်တော်နေ့စဉ်သွားရည်။အဲ့ဒီဖရားရဲ့တာဝန်ယူခြင်းကိုသင်ခံစားရမှာဖြစ်တယ်။တခါလေကျွန်တော်ကိုယ့်အိမ်ဝင်တော်ကိုတာဝန်မယူနိုင်မိဆွေ။နောက်တနင်္လာဘာဖြစ်မလဲတော့ကျွန်တော်မပိုင်ဘူး။ဒါပေမဲ့သာဝရကာလာတိပိုင်တဲ့သခင်ရှုလက်ထက်အထမ်းရင်တော့သာဝရကာလာတိငြိမ်သက်ခြင်းရနိုင်မှာဖြစ်တယ်။နောက်တစ်ခါဒီယောမတမှုသခင်ရှုကိုဝန်ခံသလိုဤသူဟာဖျားသားပဲ။ ချောချမရဲ့သက်တမ်းမှာခီရှုကဘုရားသားဖြစ်တဲ့ကြောင့်ခီရှုကအရာခသိန်းတတ်နိုင်တယ်။တောင်ကျဆောင်မှာတားတော်ကိုရတော့သူကတားတော်နဲ့တကခသိန်းသောအရာကိုရတယ်။သခီရှုရတယ်သူကသခီရှုနဲ့တူခသိန်းသောအရာကိုရတယ်။နောက်ဒီနေ့သင်ဟာကားတိုင်းတော်အားဖြင့်သခီရှုအားဖြင့်သင်ဟာခသိန်းသောအရာကိုရထားတဲ့သူဖြစ်တယ်။အကသိန်းသောအရာသင်ရထားတဲ့အရာတွေအားလုံးကသခင်ယေရှုနဲ့အတူရတာဖြစ်တယ်။ဒါပေမဲ့လောကအဖြစ်ရထားတာတွေကတော့စိုးရိမ်ခြင်းတွေ၊ပူပန်ခြင်းတွေ၊စိတ်လှုပ်ရှားခြင်းတွေ၊မငြိမ်မသက်ခြင်းတွေ မှိုင်တွေးခြင်းနေဆုံရှုံခြင်းနေကုန်ခန်းခြင်းနေရတယ်လောကကြီးကဒါပေမဲ့ခင်ရှုကတော့အစဉ်ပြေခြင်းနေဝမ်းမြောက်ခြင်းနေငြိမ်သက်ခြင်းနေဘဝရဲ့အနာဂတ်မှာလုံခြုံမှုတွေသွက်ပြန်ပေးတာဖြစ်တယ်တောင်ဒီနေ့တင့်သက်တာမှာခြေခွဲဝမ်းနည်းမှုများရှိတယ်ထိုတကီရှုကိုနေ့စဉ်တာ၍မြှောက်ချီသက်တာမှုနဲ့ထိုရှင်ရဲ့တာဝန်ယူခြင်းကိုနေ့စဉ်ခံစားရမယ်ဆိုတာ တခိရှုကားတိုင်းတော်မှာဖြစ်တဲ့ဖြစ်ရဲ့ရှစ်ခုမှာဒုတိယချက်ယောမတမှုတခိရှုကိုမြင်ပြီးတာနဲ့ဖျားသားလို့ဝန်ခံလိုက်ကသူ့တတ္တမှာငြိမ်သက်ခြင်းနဲ့ထူးခြားတဲ့ပြောင်းလဲမှုခံစားရတယ်။ထို့ကဲ့သို့တခိယေရှုဖျားသားလို့နေ့စဉ်ဝန်ခံလျက်ထူးခြားသောတသက်ရသောသူများဖြစ်ပါစေလို့အားပေးခြင်းနောက်ဆုံးဖြစ်ပျက်လေးတစ်ခုပြောပြီးဒီကုန်းချုပ်ခြင်းနဲ့ဒါကတော့လူတယောက်ရှိပါတယ်။သူကသူ့တမီးလေးသူ့နာမည်အလီလို့ခေါ်ပါတယ်။သူ့တမီးလေးသူက ဖျားတော့သူစိတ်ဝင်ပေါ်တင်မှုစေကုသစိတ်ကတိတ်မြားတော့သူတထင်းရှိမှာသူပစံတော့ချီတာသူဂျန်တဲ့သူတွေရှိချီတာဘုံမပေးဘူးပစံလည်းများတယ်နောက်ဆုံးတထင်းရှိတော့ချီတော့တထင်းကတော့ပြေးလိုက်တယ်ဒါပေမဲ့တထင်းကပြောတယ်မင်းငောင်းတလတိတိတဲ့အလုပ်တစ်ခုလုပ်ပေးရမယ်မင်းအပြစ်ဆံပြန်ဆက်ဆရာမလို့ဒါပေမဲ့သမီးလေးရဲ့ချမကြီးစိတ်ကပစံလည်းများနေတော့တထင်းကလည်းပြေးတော့သူကရတယ်တဲ့လုပ်ပေးမယ်တဲ့တလလုပ်ပေးမယ်တဲ့ကျွန်တော်ပြေးပါနောက်ဆုံးတထင်းကပြေးလိုက် ပြီးပြီးတဲ့ခါသူကအဲ့ပစောင်ကိုယူပြီးကလေးရဲ့စိတ်ကူးသားစိတ်တော့သပီးလိုက်တဲ့ခါကလေးအသက်ပြန်ရှင်လာတယ်ကျမ်းမာလာတယ်။အဲ့ဒီမှာမေးတတိချီပြန်ပြီးသူကမေးတယ်ဘာလို့လုပ်ပေးရမလဲ။တတိကသူပြောတယ်ဗျဘသူမှမခိုင်းတဲ့အလိုမျိုးခိုင်းတယ်။အဲ့တော့ဘာလဲဆိုတော့သူ့ရဲ့ဒီမြို့ရဲ့အစွန်ဆုံးမှာတောင်ကြီးတစ်ခုရှိတယ်။တောင်နှစ်တောင်ရှိတယ်။အဲ့တောင်ထိပ်ကိုတဲ့မင်းညဆူတက်သွားရမယ်။အဲ့တောင်ထိပ်ပေါ်မိတယောက်တည်းတညလုံးကိုတို့ထိုင်ရမယ်။မနက်မှပြန်ပြန်ဆင်းလာရမယ်။ ဟာအဲ့ဒါနဲ့အလီကလည်းစဉ်းစားတယ် तू အံ့ဩတယ်ပေါ့နော်ဒါဘယ်သူမှမခိုင်းတဲ့အရာပေါ့ဒါပေမဲ့ तू တမိတော့ तू ဒီတတိယပတ်စံလေးယူထားတော့ तू ကမလုပ်လို့မရတော့ဘူးလေအဲ့ဒီမှာ तू ပြန်လာတဲ့အခါ तू ကသူ့တငင်ချင်းကိုပြောပြတယ်တငင်ချင်းငါတညလုံးတောင်ထိပ်မှာတက်ထိုင်တဲ့အခါချမ်းတယ်ငါတယောက်တည်းလေးကြောက်တယ်ကွာငါဘယ်လိုလုပ်ရမလဲအဲ့ဒီမှာသူ့ရဲ့တငင်ချင်းကပြောဟာမပူနဲ့ကွာမင်းအဲ့တောင်ထိပ်ကိုမင်းတက်သွားတယ်မင်းအဲ့တောင်ကနေထိုင်နေငါနောက်တောင်ကနေထိုင်ပြီးမင်းကို မိဖိုးပေးပြီးတော့အဲ့မိဖိုးပေးမှာငါထိုင်နေမယ်မင်းကလမ်းကြည့်နေမယ်တဲ့အဲ့ဆိုမင်းငါနဲ့အဖို့ရှိတယ်လေကွာတဲ့မိတယောက်တည်းမဟုတ်လေတဲ့မင်းနဲ့တူငါရှိတယ်လေမိလည်းမင်းမြင်ရမယ်တောင်းလမ်းကြည့်နေရငါကူညီပါမယ်သူတငယ်ချင်းစကားကိုကြားတော့အလီကအလွန်ပျော့သွားတယ်ပျော့ပြီးတကယ်ပဲ तू တထေးကို तू ဂတိပေးထားတဲ့အတိုင်းပဲနောက်နေကြတော့နောက်နေညမှာ तू တောင်းထိတ်ကိုတက်သွားတယ် ောက်တော့ကြောက်တယ်တောင်ပေါ်ရောက်တော့တယောက်တည်းထိုင်နေချိန်မှာဟိုဘက်မှာဟိုဘက်တောင်ကနေတုတ်တန်ကြီးကတက်သွားတယ်။အဲ့တောင်ထိပ်မှာထိုင်ပြီးမိဖို့ပေးပြီးတော့လှမ်းမြင်ရတယ်။သူကကျသူတူရှိကြောင်သက်သေပြတယ်။ဟိုဘက်တောင်မှာအလီကထိုင်ပြီးမျက်ရည်ချတယ်။ငါတညာလုံးငုတ်တုတ်ထိုင်နေအရာငါတငယ်ချင်းငါ့ကိုဘလောက်ချစ်တယ်လဲသက်သေပြပါလား။တလတ်တိတိသူတငယ်ချင်းကညတိုင်းအဲ့လိုထိုင်ပြီးတယ် နောက်ဆုံးအလီယာသူ့တငယ်ချင်းကိုငိုပြီးကျေးဇူးတင်တယ်။မင်းဟာငါ့ဘဝအတွက်အကောင်းဆုံးသောမိတ်ဆွေပဲ။ငါဒုက္ခရောက်ပြီးတယောက်တည်းဖြစ်တဲ့အချိန်မင်းငါ့ကိုဟိုဘတောင်ကနေမီးလင်းဖို့ပြီးတော့မီးဖို့ပြီးတညာလုံးငုတ်တုတ်ထိုင်ကြည့်ပေးတယ်ကွာ။မင်းလိုတငယ်ချင်းကမတွေ့ဘူး။နောက်ဆုံးဒီတငယ်ချင်းတယောက်ကနှစ်ယောက်လုံးကတည်သည့်တိုင်အောင်ကောင်းသောမိတ်ဆွေဖြစ်သူတို့အသက်ရှင်သွားကြတယ်။ဒီရလေးကိုစောက်တော့မှဖတ်တဲ့ခါသိသဘောကြတယ်။ တရုတ်ထဲခြေခွေးဝန်းနေနေတဲ့ချိန်ဟိုဘက်တောင်ကနေတငယ်ချင်းတယောက်ကမိဖို့ပြီးထိုင်ကြည့်ပေးနေတော့